အားလုံးပဲမင်္ဂလာပါဂျပန်နေထိုင်မှုဘဝတစိမ့်တစိမ့်တမှာမဖြစ်မနေလိုအပ်တဲ့ယာမတို application ရှောင်းနေလေးအကြောင်းမျှဝေပေးသွားကြပါမယ်။အဲ့တော့အရင်ဆုံး Google Play Store or App Store မှာယာမတို့ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြန်တော့ဒီ Yamato Official ဆိုတဲ့ဟာလေးကို download ဆွဲလိုက်ပါ။ ပြီးတော့အုပ်ပန်းကိုနှိပ်လိုက်ပါအလောင်းနှိပ်ပြီးတော့ရှင်းဆက်သွားပါဒီနေရာမှာအော်တိုပေါ်လာတဲ့ကျွန်တော်တို့ရှင်းခီတိုတို့ခု login ကိုနှိပ်လို့ရသလိုတကယ်လို့အဲ့ဘတ်တန်မပေါ်တဲ့သူတွေကကျွန်တော်တို့ဒီညာဘက်အပေါ်တောင်းက login ကိုနှိပ်ပြီးတော့ရှင်းခီတိုတို့ခုဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီနေရာမှာ Yamato application ရောက်တဲ့အခါမှာအသုံးပြုမဲ့ကိုယ့်ရဲ့ email address ကိုရိုက်ထည့်ပေးပါ။ အီးမေးလ်အတွက်ရိုက်ထည့်ပြီးသွားရင်တော့တို့တို့ကူရော URL ကိုဆိုရှင်ဆူလို့နှိပ်ပါဒီနေရာမှာရမတုံကနေ URL link ပို့ပေးမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ Gmail application တွေကိုဝင်လိုက်ပါရမ်းဖန်ရံခါမှာ Gmail ထဲကိုဝင်စင်တဲ့ခါမှာရမတုံကပို့လိုက်တဲ့ link ကမရောက်နေတာမျိုးလည်းဖြစ်တတ်ပါတယ်အဲ့ဒါဆိုရင်တော့အပေါ်ကနေအောက်ကိုဆွဲချပြီးတော့ reflect လေးလုပ်လိုက်ပါအဲဒါဆိုရင်တော့ကျွန်တော်တို့ကြာလာပါပြီ အဲ့တော့ဒီရာမတုံအွန်ယူဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီလင်းလင်းကိုနှိပ်ပြီးတော့ကျွန်တော်ရှေ့ဆက်သွားလိုက်ပါဒီနေရာမှာရာမတုံ application ရှောင်းမဲ့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဖုန်းနံပါတ်ရိုက်ထည့်ပါမယ်ဖုန်းနံပါတ်ရိုက်ထည့်ပြီးသွားရင်တော့အပေါ်က SMS ဆိုတဲ့နေရာလေးကို select ပေးပြီးတော့ social ကိုနှိပ်လိုက်ပါဒီနေရာမှာတော့ကျွန်တော်တို့ဒီ မက်ဆီမှာကြာလာတဲ့ကျွန်တော်တို့ဒီကုတ်နံပါတ်ကိုဒီထဲကိုပြန်ရိုက်ထည့်ပြီးတော့ကျွန်တော်တို့နင်းရှော့စုကိုနှိပ်ပြီးတော့ရှေ့ဆက်သွားအောင်မှာဖြစ်ပါတယ်ဒီနေရာမှာကကျွန်တော်တို့ application login ဝင်တဲ့အခါမှာအသုံးပြုမဲ့ကျွန်တော်တို့ password ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ် password သတ်မှတ်တဲ့နေရာမှာအင်္ဂလိပ်စာလုံးအကြီးပါမယ်အသေးပါမယ်ခဏန်းပါမယ်ရှစ်လုံးနဲ့ဆန်ကားလုံးကြားသတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ password သတ်မှတ်လိုက်ပါမယ် password တက်မှတ်ပြီးသွားရင်တော့နောက်တစ်စင်းကကျွန်တော်တို့နာမည်ဖြည့်ရမှာဖြစ်ပါတယ်။နာမည်ဖြည့်တဲ့နေရာမှာအပေါ်ကတော့ကျွန်တော်တို့ရိုမာကြီးနဲ့အင်္ဂလိပ်စာလုံးအကြီးနဲ့ဖြည့်ပြီးတော့အောက်ကတော့ခတ္တခဏနဲ့ဖြည့်ရမှာဖြစ်ပါတယ်။ နာမည်ဖြစ်တဲ့နေရာမှာကကျွန်တော်တို့ဂျပန်နာမည်တွေက first name last name နှစ်မျိုးပဲရှိတာဖြစ်လို့ကျွန်တော်တို့မြန်မာနာမည်၃မျိုးရှိတဲ့တွေကနာမည်၃လုံးရှိတဲ့တွေကအရှင်းနှလုံးနောက်တစ်လုံးသို့မဟုတ်ရှေ့တစ်လုံးနောက်တစ်လုံးဒီလိုပုံစံမျိုးလေးလည်းထားလို့ရပါတယ်နာမည်ဖြစ်ပြီးသွားရင်တော့ကျွန်တော်တို့မွေးတက်ကလေးဖြစ်ရမှာဖြစ်ပါတယ် ဲ့တော့ဒီမှာကျွန်တော်တို့မွေးတက်ကနေရွေးပါမယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့စာလိုက်နံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်။စာလိုက်နံပါတ်ရိုက်ထည့်ပါမယ်။စာလိုက်နံပါတ်ရိုက်ထည့်ပြီးသွားရင်တော့ခင်းစာခုဆိုတဲ့ဒီနေရာလေးကိုနှိပ်ပါ။လိမ့်စာအော်တိုကျလာပါလိမ့်မယ်။ ပြီးရင်တော့ကိုယ့်ရဲ့အိမ်နံပါတ်သို့မဟုတ်အခန်းနံပါတ်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ဒီနေရာလေးကိုနှိပ်လိုက်ပါ။ဒီနေရာမှာခုနကဖြည့်ခဲ့တဲ့ကိုယ့်ရဲ့အချက်လက်တွေကိုစစ်ပေးရမှာဖြစ်ပါတယ်။ချက်လက်တွေစစ်ပြီးသွားရင်တော့တို့တို့ခုစုလို့နှိပ်ပါ။ပြီးရင်တော့ home way ကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့ရမတူအကောင့်ရှောက်တာပြီးပါပြီ။ပြီးရင်တော့ဒီ ရမတို့အကောင့်လျှောက်တာပြီးဆုံးတော့အီးမေးလ်လေးကြာလာပါလိမ့်မယ်။အဲခုကြာလာပါပြီ။အစွန်တော့ရမတို့ application လျှောက်တာပြီးဆုံးတဲ့အကြောင်းဝရှိတာဆဲအီးမေးလ်လေးကြာလာပါတယ်။ဒါဆိုရင်တော့ရမတို့အကောင့်လျှောက်တာပြီးပါပြီ။အဲ့တော့ကျွန်တော်တို့ Yamaha တို့အကောင့်လျှောက်ပြီးတာနဲ့ပြန်နဲ့ဒီနေရာမှာကျွန်တော်တို့ Amazon တို့မဟုတ် online ကနေကျွန်တော်တို့ပစ္စည်းမှထားတဲ့ sign design sign ကနေကျွန်တော်တို့ရဲ့ဒီကို Yamaha တို့နဲ့ပို့လိုက်တဲ့အခါဒီပို့လိုက်တဲ့ Yamaha တို့ဘန်ကိုနှိပ်ပြီးတော့ အဒီနေရာမှာရိုက်ထည့်ပြီးတော့ကျွန်တော်တို့တူကြီးအဝါဆဲလုပ်လို့ရပါပြီ။တူကြီးအဝါဆဲလုပ်တယ်ဆိုတာကကျွန်တော်တို့ပစ္စည်းမှာလိုက်တဲ့ဆိုင်တဲ့ဆိုင်ကနေကျွန်တော်တို့ delivery ပို့ပေးလိုက်တဲ့ဒီ delivery number ဖြစ်ပါတယ်။အဲ့ delivery number ကိုရိုက်ထည့်ပြီးတော့အိမ်မှာလူမရှိလို့ပစ္စည်းမထားခဲ့တဲ့အခါကျွန်တော်တို့ရက်ချင်းပြန်ချိန်တာတွေသုံးဖို့ကိုမာထားတဲ့ပစ္စည်းရဲ့ delivery ပို့တဲ့အချိန်တွေကိုလည်းစစ်ကြည့်လို့ရပါတယ်။အဲ့တော့ဥမာတစ်ခုကျွန်တော်ဒီမှာတစ်ခါနဲ့လုပ်ပြသွားပါမယ်။အဲ့တော့ကျွန်တော်ဒီမှာဒီ Medicaria မှာထားတဲ့ပစ္စည်းတစ်ခုကိုဒီ တို့ရအဝဆယ်ဘန်းကိုတော့မဟုတ်ရမတ်တိုဘန်းကိုကျွန်တော်တို့ရိုက်ထည့်ပြီးတော့ကျွန်တော်ဒီမှာရမတ်တို application မှာတခါတည်းရှားပြပါမယ်အဲ့တော့ဒီမှာရမတ်တိုဘန်းကိုရှိပါတယ်အဲ့ဘန်းကိုလေးကိုကျွန်တော် copy ယူလိုက်ပါမယ် copy ယူပြီးသွားရင်ခုနကရမတ်တို application လေးကိုဝင်ပြီးတော့တို့ရအဝဆယ်ဆိုတဲ့နေရာမှာအခုခုခဲ့တဲ့ကုန်နံပါတ်လေးကိုကျွန်တော်ပြချပြီးတော့ရှားပြပါမယ် ီနေရာမှာ dash လေးတွေပါနေအဲ့ဒါလေးကိုဖြတ်လိုက်ပါမယ်ပြီးရင်တို့ရီအဝါဆဲကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ကိုယ့်ရဲ့ပစ္စည်းအခြေအနေသိရပါပြီတကယ်လို့ရမတော်ကအိမ်မှာကျွန်တော်တို့ပစ္စည်းလာဖို့တည်းကလူမရှိလို့ပစ္စည်းမထားခဲ့တဲ့အခါပဲဖြစ်ဖြစ်ပစ္စည်းလာဖို့ပို့ခင် ကိုလိုချင်တဲ့အချိန်ကိုပေါ့နော်ဟိုပြောင်းကျင်လို့ရှိရင်တော့ဒီနီချီချီဟန်ကိုနှိပ်ပြီးတော့ပြောင်းလို့ရပါတယ်နီချီချီဟန်ကိုနှိပ်ပြီးသွားရင်တော့ဒီနေရာမှာ ကိုယူခြင်းနဲ့ရက်အချိန်ရွေးပြီးတော့ရက်ချင်းယူလို့ရပါတယ်အဲ့တော့ဂျပန်မှာနေတဲ့သူတွေ Yamato application ဖွင့်လာကြပြင်တကယ်လို့ Yamato ကပစ္စည်းလာဖို့လို့အိမ်မှာလူမရှိတဲ့အခါဒီလိုပုံစံမျိုးလေးနဲ့ချိန်လို့ရပါတယ်ပြီးရင်တော့ကိုပစ္စည်းရဲ့အခြေအနေကိုလည်းပေါ့နော် Yamato ဘန်ကိုရတာနဲ့ကိုပစ္စည်းရဲ့အခြေအနေပေါ့နော် delivery အခြေအနေကိုလည်းစစ်ကြည့်တာမျိုးလေးလုပ်လို့ရပါတယ်ပြီးရင်တော့ Yamato application တွေကနေကျွန်တော်တို့ အရန်လေးပြီးတည်ဖို့မလိုတဲ့ပစ္စည်းတွေဆိုရင်ယာမတိုကနေကိုအင်ကိုကားနဲ့ပစ္စည်းလာတည်ပေးဖို့ရိုရာခုလောက်တာတွေယာမတိုမှာရောင်းနေပေါ့နော်အပစ္စည်းပို့တဲ့အခါမှာကျွန်တော်တို့သုံးတဲ့ယာမတိုမှာရောင်းတဲ့ချက်ဖာတွေကို online ကနေလှမ်းပါတာမျိုးတွေလည်းလုပ်လို့ရပါတယ်နောက်ဗီဒီယိုမှာလည်းကျွန်တော်တို့ရမတူကနေကိုယ့်အင်ကိုပစ္စည်းလာတဲ့ပြီးဖို့ရရကုလုပ်တဲ့အကြောင်းလေးကိုမျှဝေပေးသွားပါမယ်။အားလုံးအဆင်ပြေကြပါစေ။